မန္တလေးတိုင်းမြင်းကြံမြို့နယ်မြင်းကြံနဘူးအိုင်လိုင်းပိုင်းရှိတရင်ပူကြီးရအနီးက PDF စစ်စေးရေးဂိတ်ကိုစီးနှင်းနဲ့ PDF အဖွဲ့တိုက်ခတ်ခံရပြီးနှစ်ဖက်ထိခိုက်ဒေဆုံးမှုရှိတယ်လို့အညာဒေသတော်လှန်ရေးအင်အားစုထံကသိရပါဗျ။ဇွန်၂ရက်ယမန်နေ့မနက်6:00နာရီခန့်မှာ PDF စစ်စေးရေးဂိတ်မှာရောက်ရှိနေတဲ့အရဲဝတ်နယ်စစ်ကောင်စီတပ်ပြူစောတီပူပေါင်းအင်အား80ခန့်နဲ့၎င်းစစ်စေးရေးဂိတ်ကိုဖွင့်ပို့လာတဲ့ဒေသကာကွယ်ရေးအဖွဲ့တွေကြားညနေပိုင်းထိထိတွေ့တိုက်ပွဲတနေကုန်နီးပါးဖြစ်ပွားခဲ့တာလို့အညာဒေသတော်လှန်ရေးအင်အားစုတာဝန်ခံကပြောပါရယ် ကောင်းနေရကျွန်တော်တို့ဂိတ်ကိုဝင်စီးတာအဲ့လိုအချိန်မှာကျွန်တော်တို့ကဒီဂိတ်ကိုသွားလုံးချီကြပါတော့သူတို့ကဂိတ်ကိုကျိုးရောက်နေတာခွေးကြီးကအဲ့နဲ့ကျွန်တော်တို့ဘယ်လိုတော့အပွဲတိုင်းကိုချိန်ကြတော့သူတို့မဟုတ်ဆိုတော့ခွေးပဲဆိုတော့ပြေးကြပြီးတော့ကျွန်တော်တို့အဲ့မှာစရရောစတဲ့စတဲ့တော့လာပဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထပ်မင်းနေတိုက်ဆုံးခဲ့တယ်လို့ပြောဆိုပေမဲ့မြေလက်တန်ကတီးကြအတိမပြုနိုင်သေးပဲဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ပြည်သူ့ကျေးတဝင်တပ်ဖွဲ့ဝင်တဦးတည်ဆုံးကအညာဒေသတော်လှန်ရေးအင်အားစုကတဦး၊ငကနီပြောက်ကြားတပ်နဲ့ရင်းချံမျိုးနယ်ပကဖတပ်ဖွဲ့က၅ဦး၊စုစုပေါင်း၆ဦးဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ တိုက်ပွဲကတနေကုန်နီးပါးကြာမြင့်ခဲ့တာကြောင့်စစ်ကောင်စီတပ်ကိုထက်မှန်တိုက်ခိုက်ဖို့တပ်ဖွဲ့အနေနဲ့ကြီးစံလိုအပ်ချက်ရှိနေပြီးပြည်သူတွေအနေနဲ့ကြီးစံပြန်လည်ဝယ်ယူဖြစ်တင်နိုင်မှုကုညီထောက်ပံ့မှုတွေပေးကြဖို့အကူအညီတောင်းခံကြောင်းသူကဆက်ပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုအညာဒေသတော်လှန်ရေးအင်အားစုရွှေချန်သာနဂနီ MP9 ပြည်သူ့ကျေတပ်ဝင်ရင်းကျန်မျိုးနယ်ပကဖရင်းကျန်ခရိုင်ဒရုန်းတပ်ဖွဲ့ရင်းကျန်ခရိုင်တပ်ရင်းနှင့် Wolf Gorilla Force အဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ အဆိုပါတိုက်ပွဲဖြစ်ပွားချိန်အင်ဂျီ900ကျော်လူဦးရေ2000ဝန်းကျင်ရှိတဲ့တရင်ဘူကြီးရွာဒေသခံတွေဟာရွာလုံးကျွထွက်ပြေးကြရပြီးတိုက်ပွဲပြီးနောက်မှာအများစုကကြီးရွာကိုပြန်ဝင်လာကြပြီလို့သိရပါဗျာ။